ဘယောကမှန်တုံစင်းလာလေဗျနိုင်ငံကြီးကံကြီးထိုက်ကုန်ကြအင်တာနက်စာမျက်နှာထပ်မှာတခုလက်ကတဝက်လူလာလားဘာတွေလဲမသိဘူးတော့ shop project တွေ million ticket မမများနဲ့ပွဲကောင်းမင်းနန်းထိုက်အောင်အစကြည့်တဲ့ project တွေသူခိုးငါခိုးနေပြဿနာတွေအတော်ဆိုးနေပြီဗျဒီနေ့မှာတော့ကျွန်တော်လူမျက်ကြော်က ျွန်တော်ရဲ့မိတ်ဆွေရဲဘော်တွေထံဘယ်သတင်းဌာနမှာအတိအကျကြမဖော်ပြရဲအကျုပ်ပါစင်နယ်ဒီလူဘလော့ထွက်ပြောနေတဲ့သူတွေထဲမှာမှပြည်သူလူထုလူကြည့်များအောင်တိုက်လုံနေပုံစံတွေပေါ့ဗျာဟိုဟာနေအင်တာဗျူးဒီတိုက်ပွဲလေးလှမ်းပြောပေါ့နော်ဒါမျိုးတွေကိုမျက်ချော်ကလက်ခုတံပတုံးကမှမချူပါဘူးသူတို့တွေကိုလည်းအပြစ်မပြောပါဘူးကိုလုံနိုင်တာကိုလုံကြတာ ါပေမဲ့ဒေါ်လာသခိုးတွေကိုတော့ကျွန်တော်တို့ပြောမှရလိမ့်မယ်ဒီနေ့ကတော့ဘသူခိုးလဲတော့မသိဘူး Facebook စာမျက်နှာထပ်မှာအိုးအိုးကြွကြွပြူသခိုးကိစ္စတွေမဟုတ်ဘူးလူတသမားတွေလူရုပ်မာတွေလည်းတော်တော်ကြီးတွေမှာပါနေပြီးကလူတို့ကိုကျွန်တော်ဒီအကြောင်းကိုဘာလို့ပြောလဲဆိုရင်စိတ်တက်ကြောက်စိတ်ပြက်အောင်ပြောတာမဟုတ်ဘူးနောက်လာမယ့်တော်လန်ကြီးတစ်စစ်နိုင်တိုင်လုပ်ငန်းစဉ်အတွက်သခိုးတွေလူရုပ်မာတွေ တော်လည်းလောက်ကောင်းနေခြာစားပိုးထိုးနေသွေးစုနာပြည်တည်နေတာတွေကိုဖောက်ထုတ်ဖယ်ရှားရှင်းလင်းဖြတ်ထုတ်ပြီးမှလာကျွန်တော်တို့စစ်နိုင်တိုက်ရေးလုပ်ငန်းစဉ်စတင်ရှာနေဟာဘာလဲဘာဆိုင်လို့လဲသိချင်နေကြတယ်မပြောပြစစ်နိုင်တိုက်ရေးလုပ်ငန်းစဉ်ဆိုတာကပတ်စံ ။ဘာကြောင့်မဆန်လို့လဲဆိုတော့လက်နက်ခဲရန်ကြီးစမ်းအစရှိတဲ့ logistic မရှိလို့မရ။အဲ့တော့အဲ့ဒီပတ်စံတွေဟာပြည်သူလူထုကလှူပေးတယ်ခဲ့ဗျာ။အဲ့ဒီလှူပေးတဲ့ပတ်စံတွေကိုမြေပြင်တော်လှန်ရေးတပ်တွေစီကိုအချိန်မီမရောက်တာတွေအပြည့်အဝမရောက်တာတွေလုံးဝမရောက်တာတွေ ਨੇ တော်လှန်ရေးဟာလုံးလေချားလေလိုက်ပြီးစစ်အနိုင်တိုက်ရေးကိုမရောက်ပဲတခိုးတွေ မေရိကရောက်တတိယနိုင်ငံရောက်ကြီးပွားချမ်းသာကိုကြတယ်။ဒါဟာတာမန်အပြည့်ကြည့်ရင်တော့ဘာမှမဖြစ်ဘူး။ဒါပေမဲ့စစ်နိုင်ဖို့အတွက်ပတ်စံရှိမှရပါမယ်ဆိုမှပဲပြည်သူလူထုကစစ်နိုင်တိုက်ဖို့လူတဲ့ပတ်စံတွေကိုကြားလိုက်ကဖြတ်ခုမှတော့ဘလို့စစ်နိုင်အောင်တိုက်ကြမှာလဲဘလို့တော်လိုင်းအောင်ဝေရမှာလေဗျ။ဆိုတော့ဒီအကြောင်းတွေကိုကျွန်တော်ပြောပြပြောပြမှာဖြစ်ပါ အဲ့တော့သတင်းဌာနတွေကတော့မပြောပြကြဘူးဗျာပြည်သူလူထုကိုအမှန်တရားနဲ့သိပိုင်ခွင့်ကျွန်တော်လေးစားတောက်ပို့ထားတယ်ပြည်သူလူထုကဒီအမှန်တရားကိုသိမြင်နားလည်ပြီးစင်ကြုံတရားနဲ့ဒီတော်လှန်ရေးကိုစောင့်ရှောက်နေလို့ကျွန်တော်ယုံကြည်ဒါကြောင့်မို့အစဲကံအစိုးကံအမုန်းကံအဝေးပန်းကံအတိုက်ကတ်ခံပြီးလူမျက်ကျော်ဟာဒီလူထံကိုတဒုမမတိရဲ့မထိရဲ့မတုတ်ရဲ့မပြောရဲ့ ဖြစ်စီတင်းနေရှာရှာပေါ်ပေါ်တင်းနေတင်ပြလာတာအခုဆိုရင်သုံးနှစ်ကျော်လေးနှစ်ထဲကိုရောက်လာခဲ့ဒီကနေ့မှာသူ့နာမည်တော့ထည့်မပြောတော့ပါဘူးဗျာပြောရင်လည်းသူ့တိုက်ခိုက်တယ်ဖြစ်ပန်ဆယ်လို့ဗျာနော်ပန်ဆယ်ပန်ဆယ်လို့ ਨੇ မီလီယံတစ်ကက်ရာခိုင်နှုန်းယူထားတဲ့မီလီယံတစ်ကက်ကိစ္စမမများ project နဲ့ပွဲကမဲ့ the gift အရှုပ်ရှက်ခတ်ပြီး သူခိုးမယ်ငါခိုးတယ်တခိုးလက်ကတဝက်လူလားတဝက်လက်ကတခိုးလူလားအဝေးမတဲ့လို့လားရခိုင်လုံးမကွဲလို့လားတော့မသိဘူးတခိုးတွေမျက်နှာဖုံးကွာကြကုန်ပြီးပြဿနာတွေတက်နေကြတယ်တို့ပြီစပေးဦးစာမျက်နှာမှာလည်းတွေ့ကြပါလိမ့်မယ်အဲဆိုတော့ကျွန်တော်ကဒီလိုမြင်နေနိုင်ငံရေးကံကြီးထိုက်တာဆရာဦးကြီးမြင့်လို့နိုင်ငံရေးကုန်သိက္ခာကြီးမားတဲ့သူတွေကိုစော်ကားတာတွေ အသက်အသေးခံပြီးဘွားဆွတ်တဲ့လူတွေအပေါ်မှာဆဲဆုံမယိုင်းမှုတွေအတွက်တော်လိုင်းရေးကံကြီးထိုက်ပြီးနိုင်ငံရေးကံကြီးထိုက်တာဖြစ်တယ်ပြည်သူရဲ့စိတ်ရင်နဲ့ကျင်စာစတင်ကုန်ကြပါနောက်ရက်တွေမှာတရဇက်တပိတတန်းကြီးတော်လန်တခိုးများတွဲလိုက်ပေါ်လာတော့ဒီတခိုးတွေကိုဖယ်ရှားရှင်းလင်းမှစစ်မှန်တိုက်နေလို့ဒီကိစ္စကတော့ဒီလောက်ပဲပြောပြချင်ပါတယ်ကျွန်တော်တွေကတော့ Facebook မှာတခွင့်ပါအုံးထား ဒီအချိန်တွေအပြင်ကိုလူသက်သမားတွေတနက်ကံကြီးရန်ကားနေတဲ့လူတွေရဲ့သတင်းရှိပါတယ်အဲ့ဒီထဲမှာမှမြင်းကြံကိုတက်ကြီးကိစ္စကိုကျွန်တော်အရင်ပြောပြချင်ပါတယ်မြင်းညခရိုင်ကိုတက်ကြီးအမေနာကိုလေးစားစရာကောင်းတဲ့လူဆိုင်ဆရာကိုပြူစောတိဆိုပြီးမာရင်းလိုက်တဲ့အတွက်မာရင်းပြစ်တံခတ်လိုက်တဲ့အတွက် ဇီရိုးပျောက်ကြားအဖွဲ့ခေါင်းဆောင်ကိုတက်ကြီးကတောင်းမှန်ပါတယ်။မားမားတက်ပါတယ်လို့ဆိုတော့မားတက်ပါတယ်။မားလာဘူးတောင်းမှန်တယ်ဆိုတာအင်မတန်ကျွန်တော်တို့ကြိုဆိုရမယ့်ကိစ္စပါ။အမားသိရင်အမှန်ပြရမယ်။တချို့ကမားလို့မားမှန်တိတိနဲ့စမားနေတဲ့သူအကြောင်းဒုတိယအမှန်ဆက်ပြော။အဲ့တော့အသက်65နှစ်ရွယ်ဦးမြင့်စံစစ်တပ်ရင်စစ်တပ်ရင်ကြောက်လို့ဗျာ။မလဲတာရောကနေတင်းရှောင်ရင်းမြင်းမှုမျိုးနဲ့ဗရခိုင်းကျေးရွာမှာအသက်ခံရရပါ 2022ခုနှစ်ဖေဖော်ဝါရီ3ရက်နေ့မှာသခိုင်းနေမီအတွင်းမှာအင်အားအင်အားပြည်ရှင်းလင်းဆောင်ရွက်ရင်းပေါ့ဗျာဆိုင်းစီအကဗျာဆရာကြီးတူဦးကိုမာရင်းစွာကျူးလွန်ခဲ့မိပါတယ်လို့ဒါကိုရလုံဝင်ရှုခဲ့ရခြင်းဖြစ်ပါတယ်နေမီကနေဆုံးဖြတ်ချက်နဲ့ပါဝင်လှုပ်ဆောင်ခဲ့ရပါတယ်တရင်ပေးမှုကြောင့်ပေါ့ဗျာဘသူဘဝတွေကိုမသိခဲ့ပါဘူးတေချာရှိရှိတဲ့အခါကျတော့တကယ့်ကိုရိုးသားတဲ့ ခမရဆရာစာရေးဆရာကြီးတယောက်ဖြစ်နေတဲ့အတွက်မျက်နှာငယ်တဲ့မိသားစုဝင်များကိုနိုင်ငံတော်ဝင်ရှိယမိယဖများနဲ့အတူတောင်းမှန်ဝန်ထဲစကားရှ िख ိုးဦးချတောင်းမှန်ခဲ့ပါတယ်။ဦးမြင့်ဆန်းနဲ့ပတ်သက်ပြီးတော့ဇီလိုပြောက်ကြားတက်ဖွဲ့ငင်းချံကပစ္စတိခေါင်းဆောင်တယောက်ဖြစ်တဲ့ဖေဖော်ဝါရီလနေ့မှာစစ်ကောင်စီအဖွဲ့ကိုရွာကိုလမ်းပြခေါ်ဆောင်ခဲ့တာကြောင့်ဒေသခံတွေကိုချင်းချောက်ရိုက်နှက်ပစ္စည်းလူရက်ခဲ့တာကြောင့် ဥမြင့်စံမှုရှင်းလင်းလိုက်ကြောင်း2022ခုနှစ်ဖေဖော်ဝါရီ3ရက်နေ့ကထုတ်ပြန်ထားခဲ့ပါတယ်။ဒါပေမဲ့ဥမြင့်စံဟာရေးရွာရေးတွေမှာပရာဟိတလုပ်ငန်းတွေမှာဥဆောင်ပါဝင်နေတယ်။မျိုးဥတော်လည်းမတိုင်ခင်ကငြိမ်းချမ်းရေးဒီမိုကရေစီရေးတွေအတွက်အရက်ဖက်အဖွဲ့အစည်းမှာတက်ကြွလှုပ်ရှားသူတယောက်ဖြစ်တယ်လို့အများပြည်သူကလက်ခံထားတာကြောင့်ဥမြင့်စံကိုပြုစောတိကောင်းဆောင်လို့ဤဆွဆွဲတက်ဖြတ်မှုပေါ်မှာကျူးလွန်သောအဖွဲ့အစည်းကဖြည့်ရှင်းချက်ပေးဖို့ စကိုင်းတိုင်းအဖွဲ့အစည်း16ဖွဲ့က2020ခုနှစ်ဖေဖော်ဝါရီ4ရက်နေ့ကထုတ်ပြန်ခဲ့တောင်းဆိုခဲ့တယ်။အဲတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီဒီမှာရင်းခဲ့ပါလေ။သင်္ကန်းစာရခဲ့ပါလေ။အမှားရွေးနေအောင်ဆောင်ရွက်ခဲ့တော့လေ။ဒီလိုကျူးလွန်ခဲ့ပြီးတဲ့အတွက်ကျွန်တော်အင်မတန်စိတ်ကောင်းဖြစ်ဒီတောင်းမှန်မှုဟာတတိရှိရှိ ဝန်ခံတောင်းပန်ခြင်းလို့ကျွန်တော်မယူဆပါဘူး။မှန်ပြီမှားကြောင်တောင်းပန်တယ်။အမှားကိုသိရင်အမှန်ပြင်မယ်။ဒါဟာတော်လိုင်းရင်တမတယောက်ရဲ့ယောက်ကြားတယောက်ရဲ့တသည့်ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီတရင်ကိုကျွန်တော်ကြားလိုက်ရတဲ့အချိန်ကြားလိုက်ရတဲ့အချိန်လက်ရှိစကိုင်းတိုင်းရင်းမှပဲခရိုင်က ကိုကိမှုဘူဝမှုလို့လို့ကိုကိမှုလို့လို့အစ်စ်ဖြစ်သွားတဲ့မြင့်ညာခရိုင်တရင်28လို့ပြောတယ်ဒါမဆိုင်တက်မလို့ဘိုလ်စွမ်းဆိုတဲ့ကိစ္စကိုသတိရမိပါတယ်ဘိုလ်စွမ်းနဲ့ပတ်သက်ပြီးဘာမှ BJ ကသတင်းထုတ်ပြန်မှုမှာစာရင်းကြီးမျိုးတွေတွင်ကကိုရီဆောင်မျိုးသမီးတို့ပါဝင်အမျိုးသမီး၉ဦးကိုဖမ်းဆီးတပ်ပြတ်ခဲ့တယ်အစုလိုက်အပြုတ်လိုက်တပ်ဖြတ်မှုဖြစ် စာခါကြီးရွာကဒီတရင်ကိုကျွန်တော်ကြာပြီးတခါလာအရှိမဒုထောက်ကြီးရွာသားတွေကိုပြစ်တက်ခဲ့တဲ့ဖြစ်စဉ်ပါလေဘူဆွမ်းဆောင်ရွက်ခဲ့တော့မို့ဘူဆွမ်းတက်ကဆောင်ရွက်ခဲ့ဂျိမောင်ခင် KI တရင်28လို့ဆိုပေမဲ့သူ့ရဲ့ page မှာတော့ဒါမဆိုင်တက်တော်လို့ပဲအမည်တက်ထားပြီးတော့လွန်ခဲ့သော၄ရက်မှာ campaign တစ်ခုဆောင်ရွက်ထားပါတယ်အဲ့တော့သူ့ရဲ့ FB page ကို FB page နဲ့တရင်တွေကိုကျွန်တော်လေ့လာကြည့်ပါ ရင်းမမိခင်အတိုင်းနဲ့ဆက်ရှိလို့လည်းတုံးပြီးတော့အမိုဒီကပတ်စံနေရယူတယ်ဒါမဆိုင်တက်တော်လို့လည်းတုံးပြီးတော့ကမ်ပိန်းတွေလုပ်ပြီးပတ်စံရယူအဲ့တော့ဒါမဆိုင်တက်ဆိုရယ် page တိုင်းနဲ့ဆက်ရှိလို့မတုံးဘူးနော်ဒါမဆိုင်ဆိုတက်မတော်ဆိုရယ် page မှာလောကေတော့၄ရက်၅ရက်မှာစုတိုက်တိန်ကမ်ပိန်းတွေလုပ်ခဲ့တာတွေ့ရမှာလုပ်ပြီးတခါလား2025ဇွန်လ9ရက်နေ့အထိဂုံပြုတ်မှတ်တမ်းပုံစံတစ်မျိုးပါ ရှိရရှိလာ2025မှာဂုံပြူမှတ်တမ်းပုံစံတစ်မျိုးပါအဲ့တော့ဒီကတော့ဘိုးစွန်းဆိုပြီးတည်ရင်လက်မှတ်နဲ့စွန်းသူမောင်ဆိုပြီးတော့လက်မှတ်ထိုးရတာတွေ့ရပါတယ်ဒါပေမဲ့2023ခုနှစ်ကိုလာလေးရက်နေမှာတော့ကဝေးဝင်ကြီးဦးရီမွန်လက်မှတ်နဲ့ခင်မင်းကြည်သားရဲ့တော်လန်ယတနာကမ်ပိန်းမှာသိန်းပေါင်း366.5000ရရှိခဲ့ပါတယ်ဆိုပြီးတော့ဂုံပြူမှတ်တမ်းကပုံစံတစ်မျိုးပါ အဲနောက်တဲ့2023ခုနှစ်ခုနှစ်လပိုင်းခုနှစ်ရက်နေ့မှာပဲဥယျာဉ်မှုလက်မှတ်နဲ့ CRPH NUG supporter group မှာတိန်30ကျော်ရရှိခဲ့တယ်ဆိုတော့ဂုံပြပတ်တန်းပုံစံတစ်ခုပါဒီနှစ်ခုကလွဲရင်ကြံရီအားလုံးဟာစွမ်းသူမောင်းဆိုတဲ့တိုက်ရင်မှုလက်မှတ်နဲ့အလုံးငွေလက်ခံရယူလာဖြစ်ပြီးဒီကဲတော့မြေပေါ်အသုံးပြုနေခြင်းမိတိတိုက်ပွဲတွေကိုတိုက်နေခြင်းဘာမှကျွန်တော် ဒါပေမဲ့ကျွန်တော်တို့သိရတဲ့စွန့်တုံအောင်ဆိုတဲ့တရေ28ဒါမဆိုင်တက်မတော်ကတော့စကားချေအကကိုဝင်ဆောင်မြို့သမီးပါဝင်ကိုကိုတတ်တယ်လို့ပထမသိရပါတယ်။ဒုတိယဒူးထောက်ချေရောကရွာသားတွေကိုတတ်ဖြတ်တယ်လို့သိရပါတယ်။အစူလိုက်အပြုံလိုက်တတ်ဖြတ်ခဲ့ပြီပါ။ခရိုင်ကိုကိန်းမှုရှာလို့တိုးတော့ပါတယ်။ဒါကအမျိုးသားညီညွတ်ရေးအစိုးရကဝေးဝန်ကြီးဌာနရဲ့လုံထုံးလုံနည်းနဲ့စီမီစီကန်းတွေလွဲမနေတာကိုကျွန်တော်တို့တွေ့နေရပါတယ်။ ပြိမှုတစုံတရာကျူးလွန်ထားသူအတိုင်ခံရသူကစစ်စည်းကမ်းစစ်ဥပဒေအများအရာမီနီတာရလိုင်းပေါ်မီနီတာခံရပြီးအပြစ်ရှိတယ်မရှိဘူးဆုံးဖြတ်မှုမရသေးခင်မှာယာရုတိုးပိုင်လို့မရှိပါဘူး။ဒါမျိုးကို MOD ဟာအရှိကဘူတံမရိအယောက်၂၀တပ်ဖြတ်တဲ့လူသက်တရခတ်ဘူးလေခရိုင်ကိုကိရိယာတို့ပေးပါတယ်။ဒါဆိုရင်မြို့သားညီညီအစိုးရကာကွယ်ရေးဝန်ကြီးဌာနဟာ စစ်တီတော်ကျင့်ဝတ်တွေစီမင်းစီကံစစ်ဥပဒေတွေလုံးဝကင်းမဲ့နေတာလားလို့ကျွန်တော်တို့ဝေးကြရရှိပါတယ်။အဲ့တော့ကိုးရောင်ကိုတပ်ဖြတ်မှုနဲ့ပတ်သက်ပြီး2023ခုနှစ်ဇူလိုင်လ2ရက်နေ့ည8:00နာရီစာလင်းကြီးမြို့ရဲ့အရှိတောင်ဘက်နှစ်မိုင်ခန့်ကွာစာခါကြီးပါပကပပအဖာဖြစ်တယ်။ဦးဇော်လင်းဦးမောင်ချိုကဦးဆောင်ပြီးတရွာလုံးကိုမိနစ်ခိုင်းပါတယ်။ရေမောင်ကြီးတဲ့28 ဒါမဆိုင်တတ်မတော်လို့လူတီများတဲ့တိမ်မှုစွန့်သူမှဥဆောင်တဲ့လက်လက်ကရဲဘော်တွေကအိမ်ထဲတွေကိုဝင်ပြီးအမျိုးသမီးကိုယ်ကိုဖမ်းဆီးတပ်ဖြတ်လိုက်တယ်လို့တိုင်ချခံရပါတယ်အရေးယူပြီးပေါ့ဇာလိနီးဆက်ယုံကချီမင်းနဲ့ဆယ်ရက်ကအလုံသမားတွေပါဖမ်းဆီးတပ်ခံရသူတွေကတော့မချစ်ချင်ဝင်45နှစ်မယင်ခိုင်39နှစ် မတ်ခတ်ရင်မူ35နှစ်မတ်ဆာဆာဝင်းစု45နှစ်မတ်တလား38နှစ်မတ်မိုးမြင့်သူ33နှစ်ဒေါ်စန်းဝင်60နှစ်ဒေါ်မော်49နှစ်မတ်တနာဝင်36နှစ်တို့တွေဟာဇာလင်ကြီးကအထယ်ဆက်ယူရကန်းပေါင်းနဲ့ဝန်ထမ်းတွေဖြစ်ပြီးရင်ခိုင်ကတော့ကြီးကြပ်ရရာသူမဆဇာဝင်းကတော့စုမှုရာသူဝင်လာပါတယ်အဲ့ဒီကိုဦးရဲမှာမရင်ရင်ခ ဖန်ဆီးခံရချိန်မှာကိုယ်ဝင်လေးလရှိသူတို့ကိုဖန်ဆီးပြီး၃ရက်အကြာမှာခုနှစ်ဦးကိုတတ်ဖြတ်လိုက်ပြီးနောက်တဲ့၂ရက်မှာကျန်တဲ့ဦးကိုတတ်လိုက်တယ်လို့ညဉ့်ညီတွေကပြောကြပေမဲ့သူတို့တည်ဆုံးတဲ့ဦးမီသားစုဝင်တွေက၂၀၂၅ခုနှစ်စက်တင်ဘာမှတည်ခဲ့ရပါတယ်။ဖန်ဆီးတဲ့အတိုင်းကိုရက်ဆက်စွာရှုံမှာစွာပြုတ်မှုနေတာ ရေမမီခဲတရင်28ဒါမဆိုင်တက်တော့ဖြစ်တယ်လို့အလူကံရရှိငွေတွေအပေါ်မှာလေဒီနေ့ချင်းရှင်းရှင်းလင်းလင်းဘာမှမသိဘူးအဲ့ဒီတပြောင်းမှုနဲ့ပတ်သက်ပြီးတရားလုံးကိုမိမိခိုင်းပြီးညာရှိနိုင်မှာဝင်ဖန်တာဖြစ်ပါညမီမျိုးသမီးတယောက်ကပြောချချက်ရဒါနဲ့အပိုင်းပိုင်းလေးပြတ်ပြီးအကျုပ်ကိုလဲပြီးမှဖျက်ထားတာလို့တွေ့ရတယ်လို့ပြောပါတယ်တတ်တွေကအဆဖွင့်မပြောရဲကြဘူး တတ်မှဆိုအခုမှဖွင့်ပြောတာရမမေဒေသခံရဲဘော်တကူကသူတို့အသက်ရှိသေးတယ်လို့ပြောတယ်အချားနေပို့လိုက်တယ်လို့လိန်လာတယ်တနည်းပြန်လာနေလုံးနဲ့မတိုင်ကြဘူးအခုတော့အကုန်တက်လိုက်ပြီဆိုမှတိုင်ကြလာအဲ့တော့ဒီအမျိုးသမီးကိုဦးကိုမတရားဖမ်းဆီးအဆုလိုက်ပြုံလိုက်တတ်ဖြတ်ခဲ့တယ်ရမမေခင်ဒါမဆိုင်တက်တော့စသကချီယောပကပပပါ အန်ယူဂျီကာဝေးဝင်ကြီးတနာကိုတိုင်ကြားခဲ့ပါတယ်။မတိုင်ကြားခင်မှာဘင်္ဂါရောက်မှာရှိတဲ့ဘင်္ဂါတရားဥကိုတိုင်ကြားတိုင်ကြားခဲ့ပါသေးတယ်။သို့တော့အမှုတွေတင်ပေးမယ်ဆိုပြီးဘာတရင်မှမကြားတော့တာကြောင့်ကာဝေးဝင်ကြီးတနာဘူလာဆက်မြက်နေမှာတမန်တိုင်ကြားခဲ့ပါတယ်။ဆိုတော့ဒီမှာမိခင်တိုင်ရင်28ဝမ်ဘောလာဘောင်းအောင်ဂျင်းနီစီမံကိန်းနဲ့အနည်းဆုံးမှရှိတဲ့တက်တူ ဝမ်မန်ကတော့ဘိမ့်တီယမခလေးရဲ့ရှိနေပြီကျန်တဲ့အချက်တွေကတော့ကိုတက်ကြီးနဲ့မတူဘဲနဲ့ယောက်ျားမဆန်ပဲတော်လိုင်းကြီးတပါမဆန်ပဲစက်တိုက်လူတက်မှုတွေကိုကျူးလွန်နေတာဟာရင်းမပါခဲ့တရင်28တရင်မှုတယောက်ဖြစ်ပြီတရင်28လို့နာမည်ခံထားပိုင်နေတဖက်မှာလည်းဒါမဆိုင်တက်တော့ဆိုပြီးတီနာမည်တခုနဲ့အလူခံနေတဲ့သူဒီအနေပတ်သက်ပြီးလူကြီးကြီးမျိုးက ဘလို့ထင်မြင်ယူစပါကိုတကြီးကလေးစားစရာကောင်းလိုက်တာမမြင်မှုအတွက်တောင်းပန်တယ်မလာပါမနိုင်ပါမရှိမှုအတွက်ဂုံတိတ်ခါရှိတော့တောင်းပန်တယ်ဒီသတင်းတွေကကျွန်တော်စိတ်ပြက်စရာဖြစ်ပြောနေတာမဟုတ်ပါတော်ရည်မှာဖားနဲ့ငားနဲ့ကွဲပြီးရက်တဲ့ကြားငားတင်တင်နေငားကြောက်စားစစ်မှန်တဲ့တော်နိုင်ရည်တစ်စင်နိုင်တိုင်ရေးပုံစံတစ်တူ ွားခြင်းဒီအချိန်မှာမျက်နှာဖုံးကွာကြနေတဲ့အကြောင်းပြည်သူလူထုကိုစင်ကြုံတရားရှိအောင်စင်ကြုံတရားပြည့်စဉ်းစားနိုင်အောင်ဘယ်တင်းတဏ္ဍာမှာမတိရဲမတို့ရဲမပြောရဲမဆိုရဲလူချက်များအောင်လိုက်ပြောနေတဲ့ခြားတွေကလူမျက်ကြော်ကအမှန်တရားအတွက်တရားမျှတမှုအတွက်ပြောပြအဲ့ဒီတရားမျှတမှုနဲ့အမှန်တရားကိုကျွန်တော်တို့ကြောခိုင်းရင်ဒီတော်လိုင်းကြီးလုံးနေတာဘာအတိတ်ပဲ ဘာကြောင့်လဲအမှန်တရားနဲ့တရားမြတ်မှုရုပ်မှမှုအနိုင်ထက်ပြုကြည့်မှုဆိုရဲဒါတွေကိုလုံနေတဲ့စစ်တပ်ကိုမကြိုက်လို့တော်လာတာဒါကိုဒီတော်လိုင်းရင်တက်ပါတရင်28ပါလို့နာမည်ခံထားတဲ့လူတွေကရုပ်မှမှုမတရားမှုတွေကိုစစ်တပ်အတိုင်းလုံနေရင်စစ်တပ်ကိုတော်လန်နေတာဘာအတိတ်ပဲရှိတော့သူတို့ကလည်းအတူတူပဲဖြစ်နေ ဒီတွေးခေါ်တဲ့အယူဆတွေကိုပြောပြချင်တာပါအဲ့တော့ဒီနေ့ခင်းချင်းကတော့နားတောင်ရင်းနဲ့စိတ်ညစ်သွားလိမ့်မယ်ထင်ပါတယ်လို့ပါမညစ်ပါနဲ့တဟဝမ်းသာစီတော်လိုင်းကြီးမှာရုပ်မာသူတွေအောက်တန်းချသူတွေတနက်ကြိုင်ရန်ကားသူတွေနဲ့တော်လိုင်းရန်ပုံငွေများကိုခိုးဝတ်နေတဲ့သူတွေဘွားဘွားကြီးမျက်နှာပုံးကွာကြပြီးပေါ်ပေါက်လာတာတော်လိုင်းကြီးရဲ့ကံကောင်းခြင်းလက္ခဏာ ဖြစ်ပါတယ်အဲ့တော့လက်ရှိ project တွေနဲ့ပတ်သက်ပြီးပြဿနာတွေတက်နေတဲ့အခါကျွန်တော်လူမျက်ကြော်ကအရင်ကတည်းကတောင်းဆိုလာတဲ့ကိစ္စတွေရှိပါတယ်ဘီတို့အလူငွေများကိုရယူလက်ခံနေသူတွေဟာမိမိတို့အသက်ရှင်နေထိုင်ရည်တည်စားတောက်နေတဲ့ငါးနှစ်အတွင်းဝင်ဝင်ရလန်းကိုပေါ်ပြရရပါပြီဝယ်ယူထားတဲ့အင်ချန်မြေကအစရှိရာဟာရီယာမိသီးပတ်စံနဲ့ဝယ်ရဝယ်လဲဆိုတဲ့ဝင်ဝင်ရလန်းကိုပေါ်ပြရရ ဒီ project တွေဒီဝင်ဝေရာလမ်းတွေကိုလွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့စင်စစ်ချုပ်ကပေါ့တိုင်းပြည်လူလူရှိမှအစီရင်ခံရမယ်ဆိုတဲ့တောင်းဆိုမှုတွေကိုခင်ဗျားတို့ဒီနေ့ဆောက်လောက်ကြောက်မလောက်ရင်ဒီတော်လန်ရေးမိုးဆုံဆုံချုပ်သွားပါမယ်စင်နိုင်တိုင်းလို့ဆိုပါစံပစံတော့ပြည်သူကလှုပ်နေအဲ့လှူတဲ့ပစံတွေစင်နိုင်တိုင်းရေးစီမရောက်တော့တော်လန်ရေးရှုံးသွားတယ် ဒီလိုတော်လန်ရင်းရံမှုတွေကိုခိုးယူနေတာကိုဖော်ထုတ်ခြင်းဟာစစ်နိုင်တိုင်းလုပ်ငန်းစဉ်တရက်ပါဝင်နေခြင်းလို့ပဲမှတ်ယူတယ်လူရောမာတွေဖော်ထုတ်တယ်။နှွေဦးတော်လန်ရေးကလေးကဝအချင်းပြတ်ဆာဆာလောက်လောက်ထွက်ပိုးထိုးနေတဲ့သူတွေကိုဖြတ်တော့ဖယ်ရှားရှင်းလင်းနိုင်မှာကျွန်တော်တို့အောင်ပွဲရဲ့ရှောင်းနေကို မဟုတ်ရင်တယောက်ကအခုတယောက်ကဖွက်တယောက်ကအမျိုးတယောက်ကရုပ်မတယောက်ကလက်နက်ကန်ပြီးရန်ကဖြစ်နေလိုက်တာများများလားပြည်သူရဲ့မျက်နှာကိုတော့မငဲ့ပေွားတဲ့ကျွန်တော်တို့လူငယ်ရဲဘော်တွေမျက်နှာကိုမငဲ့ခြေောက်ပြက်လက်ပြက်နေတဲ့ကျွန်တော်တို့ရဲဘော်တွေလူငယ်တွေရဲ့မျက်နှာကိုမငဲ့လက်ရှိတိုင်ပွဲဝင်တဲ့လူငယ်ရဲဘော်တွေရဲ့မျက်နှာကိုမငဲ့ဖြစ်ချင်တိုင်းဖြစ်နေတာများများ ရင်နာစီကောင်းတာဒီရင်နာမှုတွေကိုအဆုံးတက်ပြီးတော်လိုင်းရောင်လူကိုမြင်ရဖို့အတွက်ခင်ဗျားတို့ကျွန်တော်တို့ဟာစစ်နိုင်ငံရေးအတွက်ပြည်သူတော်လိုင်းရဖို့ငွေများတိုက်ပွဲတဲ့စစ်တိုက်သူတွေလက်ထဲအမြန်ရောက်နိုင်ဖို့အမြန်ရောက်မရောက်အောင်ဖို့ဂျာရဲကကလကံခိုးနေတဲ့တခုလေးများဖို့ဖော်ထုတ်ခြင်းဟာလေတော်လိုင်းအတွက် စိတ်နိုင်တိုင်လုပ်ငန်းစဉ်တစ်ခုပါပဲလို့ပြောကြရင်စိတ်နိုင်ထိုက်ချင်တယ်ဆိုရင်ဒေါ်လာရံပုံငွေတွေကိုတိုက်ထည့်လို့တည်းရောက်ဖို့မရောက်ဘဲနဲ့လမ်းကဖြတ်ခိုးနေတဲ့သခိုးတွေကိုဂုတ်ကဆွဲပြီးပြည်သူခုံယုံထက်တင်ကြလို့ပြောရင်အော်ဂျေဇုတင်ပါ